ကိုရပောက်ဝင်ကျမမမြင်နိုင်တဲ့လိုအပ်ချက်တွေရှိပါတယ်။ပြောရရင်မိစေရူရဲ့ခန်းထင်းမှာတော့တရက်တစီတွေကရှင်နေတပါတယ်။မိစေရူရဲ့ပောက်ဝင်ကျင်ကနန်းတွေထဲမှာမမြင်နိုင်တဲ့အရာတွေရှင်နေတပါတယ်။တချို့နေရာတွေကတော့ညမပြောနဲ့နေခင်ဖတ်တောင်းတရက်အရင်ချောက်တတ်ပါတယ်။အကန့်တွေကရိတ်တွေမရှင်းပြနိုင်တဲ့လှူရှာမှုတွေထိုးစံပြီးကြောင်လန့်စရာကောင်းတဲ့အတန်မျိုးစုံနဲ့ကြောင်လန့်တာကိုခံရလေးရှိပါတယ်။ဒီနေ့မှာတော့လူနေကန်တွေက အရင်ကိုအကြောင်းစရာကောင်းတဲ့ခြောက်လှမ်းမှုတွေကိုတင်ဆက်ပေးသွားမှာပါမိစေရောကရောတရေချောက်တာကိုခင်ရဘူးလားကဘာနီယာနဲ့ကဒလန်ချောက်လန်ဘွဲဖီယမန်မှတ်တမ်းဗီဒီယိုတွေကိုစိတ်ဝင်စားနေကြပြီဆိုရင်တော့ကျွန်မနဲ့အတူဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြဖို့တောင်းဆိုလိုက်ပါတယ်ရှင်တရေတစင်တွေရဲ့အစစ်မှန်မှတ်တမ်းတွေကတော့အရင်ကိုကြောက်စရာကောင်းပါတယ်။တရေတွေကလူတွေကိုဒုက္ခပေးနိုင်စွမ်းလည်းရှိပါတယ်။ အချို့တော့လျှော်ဝဲဆန်းကျဲတော့အရာများကုတော့မဖြေရှင်းနိုင်ကြသေးပါဘူး။ကနေဒီယန် YouTuber ကနေဒါနိုင်ငံက YouTuber တူကတော့အခန်းလေးထဲမှာပြပြင်ပြီးကျောက်ဆရာကောင်းတဲ့တရေမကွန်ရိုက်ကွန်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။အဲ့ YouTuber ကတော့တရေတွေကို ရှာဖွေမှတ်တမ်းတင်ပြီးသူ့ရဲ့ YouTube channel မှာမျှဝေပေးလေးရှိပါတယ်။အခုလည်းတမင်နာကိုဝေလော့စ်ကသူတယောက်တည်းအခန်းလေးထဲမှာရှိနေတော့ တကားဝမှာထိုးစတဲ့အရာတခုကိုမြင်တွေ့လိုက်ရပါတယ်။အရေးဖြစ်ရကတော့သူရဲ့အိမ်ထဲမှာပဲဖြစ်သွားတာပါ။တမင်နာကိုဝင်လွတ်ကလေးသူရဲ့ညီမလို့တင်ပြီးတကားဝစီကိုရှောက်သွားကြည့်လိုက်ပါတယ်။အဲဒီအချိန်မှာပဲတမင်နာကိုလီဝစ်ကတကားဝမှာအရင်ကအကြောင်းစရာကောင်းတဲ့မျက်နှာနဲ့အမျိုးသမီးတယောက်ကိုတွေ့လိုက်ရပါတယ်။အဲဒီအမျိုးသမီးကတော့သူ့ကိုစိုက်ချစ်နေပါတယ်။တမင်နာကိုဝီလော့စ်ကတော့ဒီဖြစ်ရက်ကိုအလင်းမြန်ပဲရိုက်ကွန်းမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။တမင်နာ ကော်ဝဲလော့စ်ကအနည်းကိုတိုးကပ်သွားလိုက်တဲ့အချိန်မှာတော့မတင်မတ်ထားပဲမမျောလင့်ထားတဲ့တိုက်ခိုက်မှုကိုကြုံတွေ့လိုက်ရပါတယ်။အခန်းတွေကနေဖမ်းယူရိုက်ကူထားတဲ့ဗီယိုမှတ်တမ်းအရာအရန်ကိုကြောက်စရာကောင်းပါတယ်။ IPO ဖိုင်ကလည်းဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့သွားပြီးနာမည်ကြီးသွားခဲ့ပါတယ်။တာမီနာကိုဝဲလော့စ်ကတော့ဒီဖြစ်ရပ်ကအရန်ကိုကြောက်စရာကောင်းတဲ့သူကြောင့်ကျွန်တော်လည်းတရားရသွားရည်လို့လည်းသူရဲ့ဆိုရှယ်မီဒီယာပေါ်ကနေပြောပြလာပါတယ်။ Brother Women ောက်ထပ် social media ပေါ်မှာနာမည်ကြီးနေတဲ့ VO5 ကလည်းအရင်ကကြောက်ကြအောင်ပြီး internet သုံးဆွဲသူတွေအကြောင်းမှလူပြောများနေပါတယ်အစောပိုင်း VO5 တင်းမှာတော့အမျိုးသမီးတစ်ယောက်ကသူ့ရဲ့အိမ်ခံတဲ့ကကလေးမလဲအိတ်နေရင်အရာကနေနိုးလာတာနဲ့သူ့ရဲ့မျက်လုံးတွေကဒါမှန်သူတစ်ယောက်ရဲ့မျက်လုံးတွေလို့မဟုတ်ပဲကြောင်မျက်လုံးတွေလို့တောက်ပနေပါတယ်။သူ့ရဲ့နှုတ်ခမ်းတွေကလည်းကြောက်စရာကောင်းလောက်အောင်ကိုပြုံနေပါတယ်။ အဲရကနူနူချင်မပဲဘာလို့ခုလိုဖြစ်သွားလဲဆိုတာကတော့ကြီးစုသူတွေရဲ့အကြောင်းမှပဟိနေတခုလိုဖြစ်ခဲ့ရပါတယ်။ကြီးစုကြတဲ့တချို့တွေကတော့ဒါဟာအမောင်ဆွဲအားတခုခုလွှမ်းမိုးခရရလို့ဆိုပါတယ်။ကဲမိတ်ဆိုလို့ရောအခုလိုဖြစ်ရတာကဘာကြောင့်လို့ထင်လဲပြောပြခဲ့ပါဦးနော်။သူစနဲ့မီတာဆိုလို့ဖော်ပြထားတဲ့အဆိုပါဗီယိုဖိုင်ကလည်းလူများကြားမှာစိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။အဆိုပါဗီယိုဖိုင်ကိုဆိုရှယ်မီဒီယာမှာ ။ညဝက်လိုက်ပြီးတဲ့နောက်ပိုင်းကြီးစုသူတွေကလောဝကိုပဟေနဲ့ဖြစ်သွားစေခဲ့ပါရယ်။ Bio Fight မှာတော့မိသားစုတစုရဲ့ညစာဆောင်ပွဲတစ်ခုမှာအမျိုးသမီးတစ်ယောက်ကအခန်းလေးတဲကနေအပြင်ကိုစောက်ထိုးထွက်လာပြီးသူ့ရဲ့ပုံစံကလည်းမူမှန်ပါဘူး။အဲဒီအမျိုးသမီးရဲ့မျိုးလုံးတွေကတော့တောက်ပါနေပါတယ်။အဲဒီမိသားစုကတော့အခုလုံမူမှန်နဲ့ပြည့်ရပေါ်မှာထူးထူးခြားခြားဖြစ်သွားတာမျိုးမရှိပါဘူး။အခုလိုဖြစ်စဉ်ကတော့တကယ်ကိုထူးခြားပါတယ်။ ကျေးဇူးသူတချို့ကတော့အဆိုပါဗီဒီယိုကို ကြည့်ပြီးတော့တည်ရဲမိသားစုလိုတော့မှတ်ချက်ပေးနေကြပါတယ်။အမောင်ခန်တဲ့ကအယောဒီဗီဒီယိုထင်မှတော့အမောင်ခန်ထဲမှာအမျိုးသမီးတစ်ယောက်ကအသက်ဝင်လှူရှားနေတဲ့အယောတကူနဲ့စကားပြောနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီဗီဒီယိုကတော့ဘယ်ကနေထွက်ပေါ်လာမယ်မသိပါဘူး။ကျေးဇူးသူတွေရဲ့ကြားမှာတော့ဘဟင်းတစ်ခုလိုဖြစ်နေခဲ့ပါတယ်။အသက်ဝင်လှူရှားနေတဲ့အယောတကူနဲ့စကားပြောဆိုနေတဲ့အမျိုးသမီးတစ်ယောက်ရဲ့ဗီဒီယိုကိုကြည်ကကြည့်ရှုသူတွေကဆိတ်ရှုပ်ထွေးကြရပါတယ် ဒါတကယ်ပဲလားသမင်ဖန်တီထားများလားဆိုတော့ online ပေါ်မှာချက်မြင့်ယူဆချက်တွေကကွဲလွဲနေပါတယ်။ယေရှုသူတချို့ကတော့ဒါဟာနဲ့နေတဲ့ညှို့ဝတ်တဲ့ဆွေအားတချို့နဲ့အဲဒီအယုတ်ကိုထိန်းချုပ်ထားတယ်လို့ဆိုပါတယ်။တချို့သူတွေကတော့အခုမြန်တွေ့နေရတဲ့ video file ကိုအစ်စ်အမှန်လို့ယုံကြည်နေကြပါတယ်။တကယ်ပဲအခန်းထဲကအမျိုးသမီးကအဲဒီအယုတ်ကိုထိန်းချုပ်ထားတာလား။ အခုချိန်ထိတော့အဆိုပါ6 6ဖွဲ့ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးအပြေရှာလို့မတွေ့သေးပါဘူး။နောက်ဗီဒီယိုဖိုင်တစ်ခုမှာတော့အခန်းထဲမှာအိပ်ပျော်နေတဲ့အမျိုးသမီးတို့ခြုံထားတဲ့ဆောင်းကို ရော်တီယာအောက်ကိုဆဲချလိုက်တာကိုခံလိုက်ရပါတယ်။လူတီဝစ်ကလည်းအခုလိုဖြစ်ရကြောင်း ရော်တီယာလက်နိုးလာပြီးဆဲနောက်ရက်ဖြစ်သွားခဲ့ပါတယ်။အရင်နောက်မှာတော့လူတီဝစ်ကမိကိုအမြန်ဖွင့်လိုက်ပါတယ်။ အိုင်နိုမှာတော့ Lutie Waves ကသူ့ရဲ့ CCTV မှတ်တမ်းကိုပြန်ကြည့်လိုက်ပါတယ်။ CCTV တင်းမှာတော့သူမရဲ့အခန်းတကားကယုတ်တရက်လူတယောက်ဝင်လာသလိုတပြေးပြေးလေးပွင့်လာပါတယ်။အဲ့နောက်မှာတော့သူမလည်းရိုတီရဲ့ဆောင်ဆဲချတာကိုခံလန်ရတာဖြစ်ပါတယ်။အခုလိုဖြစ်ရကတော့ဒီကေကို၆ချားစရာကောင်းပါတယ်။ Bonsada Sister အားရ၆ချားစရာကောင်းတဲ့ဗီဒီယိုဖိုင်ကလည်းကြီးစုသူတွေကြားမှာနာမည်ကြီးခဲ့ပါတယ်။ ဗီဒီယိုဖိုင်တဲမှာတော့ညီမတွေကအိမ်လေးထဲမှာတခုခုကိုအပေါ်ဆော့နေရကိုမြင်တွေ့ရမှာပါသူတို့အချင်းချင်းကအပြောဆော့နေခဏကြာတော့အငယ်ဆုံးတယောက်ကရုတ်တရက်ချက်ချင်းဆိုသူတို့ကြမ်းပြင်ပေါ်ကိုမောက်လေကြသွားပါတယ်ကျန်တဲ့နှစ်ယောက်ကလည်းသူမကိုအမြန်ဆုံးကူညီပေးနိုင်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအန်အောဖေယာကောင်းတဲ့ဖြစ်ရတဲ့ခုဖြစ်ပွားခဲ့ပါတယ်ဒါကြောင့်နေရာလုံးကအပြင်ကိုအမြန်ပြေထွက်သွားခဲ့ကြပါတယ်ဆော့ဆော့ကကျန်းပေါ်ကိုလဲကြသွားတဲ့မိလေးက အိုမန်နဲ့လှုပ်ရှားမှုမျိုးနဲ့ဂျမ်းပြင်ပေါ်ပေါင်း၄၆တော့ရင်အပြင်ကိုထွက်လိုက်သွားပါတယ်။ဒါတော့မမြင်နိုင်တဲ့အရာကပူကွက်သွားလို့လည်းဖြစ်နိုင်ပါတယ်။ဒီဗီဒီယိုကတော့ခြားခြားစရာကောင်းပြီးကြည့်ရှုသူတွေကိုအထင်လန့်စေခဲ့ပါတယ်။တချို့သူတွေကတော့အခုလိုဖြစ်ရတဲ့အပေါ်မှာအမျိုးမျိုးမှတ်ချက်ပေးနေကြပါတယ်။နောက်ထပ်ဗီဒီယိုဖိုင်တစ်ခုမှာတော့ဒေါ်လာဇင်ရိုက်ကသူအိပ်ပျော်နေချိန်မှာမမျှော်လင့်ပဲ တည်ရချောင်းလန်နာကိုခံလိုက်ရပါတယ်။ဒါတော့အင်ဒိုနီးရှားကတေကိုကန်တစ်ခုမှဖြစ်ပြီးအဆိုပါတေကိုကန်ကလည်းတည်ရအရန်ချောက်တယ်လို့နာမည်ကြီးပါတယ်။တောလစ်ဆယ်ရိုက်ကသူ့အိပ်ပျော်နေချိန်မှာမမျော်လင့်ပဲကတင်းအောက်ကနေကြောက်စရာကောင်းတဲ့လက်တစ်ဖက်ကထွက်လာပြီးသူ့ကတင်းပေါ်ကနေဆွဲချခဲ့ပါတယ်။ဒီဖြစ်ရက်ကအရန်ကိုကြောက်စရာကောင်းပါတယ်။သူလဲ CCTV မှတ်တမ်းကိုပြန်ကြည့်လိုက်တဲ့အခါမှာတော့ဂရေအောက်ကနေထွက်လာတဲ့သူကို ပြ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 ပဲမှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာမမြင်နိုင်တဲ့လိုအပ်ချက်တွေရှိပါတယ်။ပြောရရင်မိစေတို့ရဲ့ခန်းထဲမှာတော့တရေတစီတွေကရှိနေတတ်ပါတယ်။ဒါတော့ဒီဖြစ်ရကြောင့်အရင်ကိုထလန့်သွားခဲ့ရပြီးဆက်ပြီးတော့မအေးရလောက်တော့တဲ့အထိဖြစ်ခဲ့ရလို့ဆိုပါတယ်။နိုင်ငံတိုင်းလူလိုမှာတော့တရေအရင်ချက်တဲ့နေရာတွေရှိပါတယ်။တရေတစ်စီတွေဆိုတာကမိတ်ဆွေတို့နေထိုင်တဲ့အခန်းထဲမှာတော့ရှင်းနေတတ်ကြပြီးစိတ်မသက်မသာဖြစ်တဲ့ခံစားမှုမျိုးကိုခံစားရတပါတယ်။ အကန်ဒီကရိတ်တွေမရှင်းပြနိုင်တဲ့လှူရှာမှုတွေထိုးစံပြီးကြောင်းလန့်စရာကောင်းတဲ့အတံမျိုးစုံနဲ့ချောင်းလန်တာကိုခင်ရလေးရှိပါတယ်။ဟုတ်ကဲ့ပါရှင်ဒီလိုစိတ်ဝစားဖွယ်ရာကြောင်းတွေကိုပရိသတ်တွေကကြီးရှုခြင်းနဲ့ဆိုရင်ပရိသတ်တွေကကြီးရှုခြင်းနဲ့ဆိုရင်တော့ကျွန်မတို့ page လေးကို like ရ follow ထားပြီးကြပါအောင်နော်။အဆုံးထိအားဖြင့်ကြီးကျူးမှုတွေလည်းကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လေးစိတ်ဝစားဖွယ်ရာကြောင်းတွေနဲ့တူပြန်လာခဲ့ပါမယ်။